မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU တပ်မဟာငါဒွေလုံးမြို့နယ်အတွင်းကိုအင်အားတန်ရာနှိပါကန်းနဲ့ဆက်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားများဟာထိချုံမဲ့ခြေရွာကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်များဟာနိုဝင်ဘာလ22ရက်နေ့မှာကတိုင်တိကိုရောက်ရှိခဲ့ပြီးတဲ့နောက်ထိချုံမဲ့ဘက်ကိုဆက်လက်ထွက်ခွာလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီစစ်ကောင်စီတပ်ဖွဲ့များဟာ BGF တပ်များရဲ့အကူအညီနဲ့လင်းလင်းမြန်မြန်ခရီးရောက်နေခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ လမ်းပြအကူအညီပေးတဲ့ BGF တပ်ဖွဲ့ကလည်းအဲ့ဒီကဒေသခံတွေဖြစ်တော့လမ်းကြောင်းကကျွမ်းတယ်သူတို့ကနယ်မြေနဲ့လမ်းကြောင်းကိုကျွမ်းကျင်ကြတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ထိုးစစ်ဆင်တက်လာတဲ့စစ်ကောင်စီတပ်များကိုဘုံမောင်ချစ်ဦးဆောင်တဲ့ BGF အမှတ်1313တပ်ဖွဲ့နဲ့ဘိုလာကျိုင်းဦးဆောင်တဲ့1313တပ်ဖွဲ့များရဲ့အကူအညီနဲ့ နိုဗ ెంబ ာလ22ရက်နေ့မှာကတိုင်တိရွာအောက်ဘက်နားမှာရောက်ရှိခဲ့ရကလက်ရှိမှာကတိုင်တိအထက်ဘက်မှာရှိတဲ့ခီချောမဲကိုရောက်ရှိနေတယ်လို့သတင်းရင်းမြစ်များကပြောဆိုထားပါတယ်ခီချောမဲရွာဟာတောင်တုံးလုံးစခန်းတစ်ဖက်စီစစ်ကောင်စီနဲ့ BGF ပူးပေါင်းနေတဲ့တပ်စခန်းရဲ့အောက်ဘက်မှာတည်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအမရပူရာမြို့နယ်မှာကျောင်းဆရာမတအူးဓာတ်နဲ့ထိုးခံရပြီးတော့ဆွဲကြိုးလူရခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မနက်7:00နာရီကအမရပူရာမြို့နယ်မြင့်ငယ်သခိုင်းလမ်းမိုင်းမှာရှိတဲ့အိုးထုတ်တန်းတိုးဂိတ်အနီးမှာကျောင်းဆရာမတအူးကိုလူငယ်2ဦးကလေပင်းကိုဓာတ်နဲ့ထိုးပြီးတော့ဆွဲကြိုးလူရသွားခဲ့ရအောင်ကျောင်းဆရာမဟာပွဲချင်းပြီးတင်ဆုံသွားခဲ့ကြောင်းဒေသခံများကပြောဆိုထားပါတယ်။သူကကြီးမြင့်နိုင်ကျောင်းမှာစာသင်တာ သူကလမ်းမှာစိုက်ကဲစီပြတ်နေတာအဲ့ဒီမှာလူနှစ်ယောက်ကစိုက်ကဲနဲ့ရောက်လာပြီးတော့ဆွဲကြိုးလုပြီးလေဘင်းကိုဓာတ်နဲ့ဝင်ထိုးသွားတာလို့ဒေသခံတို့ကပြောပါတယ်လူရက်သွားတဲ့လူငယ်နှအုပ်ဟာစိုက်ကဲနဲ့ထွက်ပြေးတဲ့အချိန်မှာကားသမားတို့ကကားနဲ့တိုက်ပြီးတော့ဖမ်းခဲ့တယ်လို့သိရပါတယ်လူငယ်နှအုပ်ကစိုက်ကဲကိုထွားပြီးတော့ထွက်ပြေးပြန်ရောင်ရွာသူရွာသားများကလိုက်လံဖမ်းဆီးပြီးတော့နှအုပ်စလုံးကိုဖမ်းမိခဲ့ကြောင်းဒေသခံများကပြောပါတယ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဥပဒေစိုးမိုးမှုကင်းမဲ့သွားတဲ့မန္တလေးမြို့မှာလူရက်မှုများမကြာခဏဖြစ်ပွားနေပြီးတော့စိုက်ကဲရိုက်လူချင်းများအများဆုံးဖြစ်ပွားနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်ပြင်းအောင်စစ်ကြောရေးစခန်းမှာထိန်းသိမ်းထားတဲ့လူငယ်အယောက်400ကျော်ကိုရှမ်းပြည်နယ်ဟိုပုံးမြို့နယ်မှာရှိတဲ့တက်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကျောင်းမှာစစ်မှုထမ်းအပတ်စဉ်ခုနှစ်စစ်တင်တန်းတက်ရောက်ရန်ပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာရန်ကုန်တိုင်းလှိုင်မြို့နယ်ပြင်းအောင်စစ်ကြောရေးနယ်တဲခိုစခန်းမှာတပ်သားတပ်များအဖြစ်နဲ့ ဖန်စီထိမ့်သိမ်းထားတယ်လူငယ်များတွေကလူငယ်အယောက်400ကျော်ကိုရှမ်းပြည်နယ်ဟိုပုံးမြို့နယ်မှာရှိတဲ့တပ်မတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံကျောင်းမှာစစ်မှုထမ်းအပတ်စဉ်9စစ်တင်တန်းတက်ရောက်ရန်အတွက်စစ်ရင်တန်းနဲ့စတဲ့ပို့ဆောင်နေခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကားအစီးရိ20ကျော်ခန့်ပါဝင်ပြီးတော့တစည်းကိုလူရိ20ဝန်းကျင်ပါဝင်တယ်လို့သိရပါတယ်လုံခြုံရေးအပြစ်နဲ့လူငယ်တင်တန်းသားများကိုခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့တွေ့ရပါတယ်အရင်လားကတော့လူရတာများတော့လူပို့တာနည်းနည်းစောတယ် အခုလကတော့လူရတာနည်းနည်းကြာတော့နိုဗ ెంబ ာလ23လောက်မှပို့နိုင်မှာဟိုပုံးတင်တဲ့အကြောင်းကိုပို့တာစုစုပေါင်းလူအယောက်400ကျော်ပါတယ်ပေါ်တာဆွဲခံထားရတဲ့လူငယ်တွေပါကားဂိတ်တွေနဲ့လမ်းတွေမှာလိုက်ဆွဲထားတဲ့လူငယ်တွေရက်ွက်တွေထဲမှာအလဲကျခေါ်တဲ့စစ်မှုထမ်းတွေကတော့ရန်ကုန်တင်တဲ့အကြောင်းမှာပဲတက်ရမှာမြင်းတော်စစ်ကြောရေးတပ်ကလူငယ်တွေက ဟိုပုံးကိုပို့တာအပတ်စဉ်တိုင်းကိုပို့နေတာပါလို့သတင်းရင်းတွေကပြောဆိုထားပါတယ်။အရင်လားကလည်းရန်ကုန်တိုင်းအတွင်းမှာတင်အခုစစ်မှုထမ်းအပတ်စဉ်6အတွက်စစ်ကောင်စီကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းအလဲကျမဖြစ်မနေအတင်းကျလူစုဆောင်ပြီးတော့တင်တဲ့တခိုင်းခြင်းများကြောင့်ယာရားကြထက်ပုံမှုပြီးတော့လူဦးရေရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အခြားပြည်နယ်နဲ့တိုင်းမြောက်ဘက်မှာရှိတဲ့စစ်တပ်တင်တဲ့ကျောင်းများကိုဆေးလွတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့စစ်တင်တဲ့ကျောင်းများမှာလည်းလူဦးရေလိုအပ်ချက်ထက်ပြင့်မီစွာရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်လက်ပြကျေးရွာပြစ်ခတ်မှုအတွင်းမှာဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတဲ့ကြိုက်ထုံအခြေဆိုင်အလွတ်တန်းသတင်းတော်ကိုထက်မြတ်သူရဲ့နေအိမ်ကိုစစ်ကောင်စီဘက်ကလာရောက်ချက်ပိတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့နေ့လယ်တနားရီအချိန်မှာလက်ပြကျေးရွာမှာရှိတဲ့အလွတ်တန်းသတင်းထောက် ကိုထမ်းပြန်သူရဲ့နေအိမ်ကိုလာရောက်ချိတ်ပိတ်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီကတော့တိတ်ဆုံးသွားတဲ့အလွတ်တန်းသတင်းထောက်ကိုထမ်းပြန်သူရဲ့နေအိမ်ဟာအကြမ်းဖက်အဖွဲ့အစည်းနဲ့ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ဆက်ဆွဲချက်နဲ့လာရောက်ပြီးတော့ချိတ်ပိတ်သွားတယ်လို့သိရပါတယ်။မိသားစုနဲ့နှိစက်တဲ့လူတွေကတော့ချိတ်ပိတ်ခံရတဲ့နေအိမ်ဟာကိုထမ်းပြန်သူရဲ့အမေပိုင်နဲ့နေအိမ်မဟုတ်ပဲဘိုးဘွားပိုင်နေအိမ်သာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့ကလက်ပြကြေးရွာမှာရှိတဲ့အလွတ်တန်းသတင်းထောက်ကိုထမ်းပြန်သူရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီးနှင်းမှုအတွင်းမှာ ကြိုက်ထုတ်တော်လိုင်းအင်အားစု KRF တပ်ဖွဲ့ဝင်2ဦး DVB CJ သတင်းထောက်ကိုဝင်းထုတ်ဦးနဲ့ အလွတ်တန်းသတင်းထောက်ကိုထက်မြတ်သူတို့ဟာဖမ်းဆီးခံရပြီးတဲ့နောက်ပြစ်ဒဏ်ခံလိုက်ရတယ်လို့သိရပါတယ်ပြစ်ခတ်မှုဖြစ်ပွားပြီး၃လကျော်ကြာမှာပဲကိုထက်မြတ်သူရဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကလာရောက်ပြီးတော့ချိတ်ပိတ်သွားတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ lobby တွေ Telegram channel တွေမှာတော့နေအိမ်ချိတ်ပိတ်ခံရတဲ့ကိုထက်မြတ်သူရဲ့မိခင်ဒေါ်စိုးစိုးခိုင်ကိုစိုက်ထိုးနေမြေရဲစခန်းမှာအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှ49ကကြီး52ကကြီး54နဲ့အမှုဖွဲ့အရေးယူထားတယ်လို့ရေးသားဖော်ပြနေကြပါတယ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတိုက်ထုံမြို့နယ်ထဲမှာဒီမိုကရေစီအရင်တက်ကြွလှုပ်ရှားသူတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့နေအိမ်အလုံးပေါင်း30ထက်မနည်းချိတ်ပိတ်ခံထားရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဒဝဲအချင်းထောင်ရဲ့ထောင်ပိုင်ဖြစ်သူဟာအချင်းသားမိသားစုဝင်နေစီကနေငွေတွေအများအပြားရယူနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်လက်ရှိဒဝဲထောင်မှာထောင်ပိုင်တာဝန်ယူထားတဲ့ဦးလက်စီဟာ အခုနှစ်အစပိုင်းမှာဒဝေထောင်ကိုပြောင်းလာခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။သူပြောင်းလာပြီးတဲ့နောက်ပြီးခဲ့တဲ့နှစ်လလောက်ကစပြီးတော့ငွေတောင်းတာတွေအများကိုကျန်းလာတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီထောင်ပိုင်ဟာအကျဉ်းသားတွေအိတ်ဆောင်ပြောင်းချင်ရင်ငွေချက်တောင်းကနန်းတောင်းတာအလုပ်ဖို့အလုပ်နေရာပြောင်းတာတွေမှာငွေချက်သိန်းကနန်းအထိရယူတာတွေအပြင်ယောဂတစ်ခုခုကြောင့်ဆေးရုံမြန်မြန်ထွက်ချင်ရင်လည်းထောင်ပိုင်ကိုငွေပေးနေရတယ်လို့အကျဉ်းသားမိသားစုဝင်တွေကပြောဆိုထားပါတယ်။ထောင်ထဲမှာငွေပေးရတာကအရင်ကတည်းကရှိပါတယ်။အခုကပုံပြီးတော့သိုးသွားတာ။ အကုံလုံးကိုငါးစီကိုလွတ်လိုက်ဆိုပြီးတော့လှုပ်ထားတယ်သူကတိုက်ရိုက်ငွေယူတယ်လို့အချင်းသားမိသားစုဝင်တူကပြန်လည်ပြောပြခဲ့ပါတယ်လှုပ်ပိုင်ခွင့်အကုံလုံးကိုထောင်ပိုင်တယောက်တည်းကချုပ်ကင်ထားတာနဲ့ပတ်သက်ပြီးတော့အခုလဒုတိယပတ်အတွင်းမှာလဲထောင်ပိုင်နဲ့အိတ်ဆောင်မှုတချို့ပြဿနာတက်တဲ့ဖြစ်စဉ်တွေလဲရှိခဲ့တယ်လို့အချင်းထောင်နဲ့လေးဆက်သူတူကပြန်လည်ပြောပြခဲ့ပါတယ်အရင်ကအိတ်ဆောင်ပြောင်းရွှေ့တာနဲ့ပတ်သက်တဲ့ငွေကိုအိတ်ဆောင်မှုတွေကရယူတာဖြစ်တယ်လို့အချင်းသားဟောင်းရဲ့ပြောပြချက်အရသိရပါတယ်ခောက်အားနာပိုင်တွေဘက်ကငွေတောင်းတာများလာတာဟာ ်ငွေချေးပေးနိုင်တဲ့အကျဉ်းသားတွေအတွက်အဆင်ပြေပြေနေနိုင်ပေမယ့်ငွေချေးမပေးနိုင်တဲ့သူတွေကတော့ပုံမှန်ပြီးတော့ဖိနှိပ်ခံနေရတယ်လို့အကျဉ်းသားဟောင်းတွေကပြောဆိုထားပါတယ်ပတ်စံရှိရင်တော့ဘယင်းလိုနေရမယ်မရှိရင်တော့ဒုက္ခရောက်မှာပဲနိုင်ချင်းပဲဖြစ်ဖြစ်တခြားအကျဉ်းသားပဲဖြစ်ဖြစ်ငွေချေးအဆင်မပြေတဲ့သူကတော့အများစုပါလို့ဒဝေထောင်မှာနှစ်နှစ်ကျော်အကျဉ်းကြပြီးတဲ့နောက်ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတို့ကပြန်လည်ပြောပြခဲ့ပါတယ် နော်ဝေထောင်ပိုင်းဟာအခုနဲ့အတွဲမှာအစားတောက်နဲ့ပတ်သက်ရင်းလဲခေါင်းပုံဖြတ်ပြီးတော့အစားတောက်ရှော့ချတာတွေကိုလုပ်နေတယ်လို့အကျဉ်းသားမိသားစုဝင်တွေကပြောပြချက်အရသိရပါတယ်။အခုလ10ရက်နေ့ပတ်ဝန်းကျင်ကအကျဉ်းသားတွေအတွက်ညစာကိုကြက်ဥနှလုံးပေးနေကြဖြစ်ပေမဲ့ကြက်ဥတစ်လုံးတည်းသာခွဲတမ်းပေးခဲ့တာကြောင့်အကျဉ်းသားတွေကမကျေနပ်ပဲနဲ့ပြတ်အပ်ခဲ့ကြတယ်လို့အကျဉ်းထောင်နဲ့နှိစက်တဲ့ဒူရီစီကပြန်လည်သိရှိရပါတယ်။ ဒဝဲထောင်မှာအကျဉ်းသားအကျဉ်းသူစုစုပေါင်းတထောင်ကျော်ရှိပြီတော့အဲ့ဒီတဲကတဝက်ခန့်ဟာနိုင်ငံရေးအမှုနဲ့အကျဉ်းချခံထားရတဲ့သူတွေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်ဘုံဘောကြီးရွာကိုစစ်ကောင်စီတပ်ကမနေ့ကရွာလုံးကျွတ်မိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်များကငဖဲမြို့နယ်ဘုံဘောကြီးရွာအတွင်းကိုဒုတိယအကြိမ်ဝင်ရောက်လာခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်များကရွာလုံးကျွတ်နေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ဒုတိယအကြိမ်မိရှုဖျက်ဆီးမှုမှာနေအိမ်များမိလောင်ပြာကျမှုများဖြစ်ပွားပြီးတော့အရေးအတွက်အတိအကျတော့မသိရသေးဘူးလို့ပြောပါတယ်။နိုဝင်ဘာလ8ရက်နေ့ကလည်းပထမအကြိမ်ဘုံဘောကြီးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့မိ ရှုပ်ဖြတ်စည်းခဲ့ခြင်းဖြစ်ပြီးနေအိမ်ရှင်းလုံးပြသသွားတယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်နေ့ကအင်အားရာနဲ့ချီဝင်ရောက်ပြီးတော့မိရှုပ်ဖြတ်စည်းခဲ့ပါတယ်။ အခုတည်းကတော့သိရတာကနေအိမ်အလုံး40လောက်အနည်းဆုံးမီးလောင်ပြကျသွားတယ်စစ်ခွေးတွေကရွာထဲမှာရှိနေသေးလို့အသေးစားသွားကြည့်လို့တော့မရသေးဘူးလက်နက်ကြီးနဲ့တစ်ချိန်လုံးပစ်နေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်နိုဗမ်ဘာလ6ရက်နေ့ကငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာအနီးဘုံဘောလမ်းကွဲမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုင်းတပ်များကဝင်ရောက်စီးနှင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးစီးနှင်မှုအပြီးမှာအစစ်တပ်စစ်ကြောင်းကဘုံဘောကျေးရွာအတွင်းကိုဝင်ရောက်လာပြီးတော့နိုဗမ်ဘာလ6ရက်နေ့မှာပထမအကြိမ်မီးရှို့ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်နိုဗမ်ဘာလ23ရက်နေ့မှာဒုတိယအကြိမ်မီးရှို့ဖျက်ဆီး းကပ်ခြင်းတွေကိုကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ ငဖဲမြို့နယ်အမ်ဘရန်လမ်းပေါ်မှာစစ်ကားတွေစစ်ကြောင်းတွေမကြာခဏအတိုက်ခံနေရတော့ငဖဲမြို့နယ်တဲကိုစစ်တပ်ကပို့ပြီးတော့စစ်ကြောင်းထိုးလာတာအဓိကအဲ့ဒီလမ်းကြောင်းကိုအုံပြုပြီးတော့ရခိုင်အမ်ဘတ်ကိုစစ်ကူပုတ်နေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ရွာတွေကိုစစ်တပ်ကပို့ပြီးတော့စီးနှင်းလာတာလို့စစ်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်တလုံးမှာငဖဲမြို့နယ်ဘုံဘောချင်းရွာအပါအဝင်ချင်းရွာများကပြည်သူများဟာစစ်ဘေးရှောင်နေရပြီးတော့စစ်တပ်စစ်ကြောင်းအင်အားတရာဝန်းကျင်ကလှည့်လည်ပြီးတော့စစ်ကြောင်းထိုးနေတယ်လို့ဒေသခံပြည်သူများထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ